ပေးမယ်။ပကံအလုတ်ထဲကိုကြောက်တလုံးဖောက်ထည့်ထားမယ်။ကျွန်တော်ဟင်းချက်ညီတွေကိုအများကြီးများဝေပေးနေတာမို့ဗီဒီယိုလေးကိုကြည့်ပြီးအသေးလေးပေးသွားပြီးအားပေးသွားကြပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။စီပူလေးကိုအလုပ်တွေထည့်ပြီးမီးအလီနဲ့ကြော်ပေးမယ်။နှစ်ဖက်လုံးရှူဝါရောင်ပြောင်းတဲ့အထိကြော်ပေးမယ်။အကင်မုံနဲ့ငရုတ်သီးမုံဖြူပေးမယ်။ကျတော့မိနေကျတော့နီလေးဖြူပေးပြီးမိပပြင်းနဲ့ကြော်ပေးလိုက်ရင်တော့ရပါပြီ။မွမွေလေးနဲ့ကျွတ်ကျွလေးမျိုးအရင်စားလို့ကောင်းပါလေ။တိုင်းနဲ့တက်တယ်ဆိုရင်တော့အင်္ဂါသူတွေကိုလိုက်လို့ကြွေးကြည့်ကြနော်။ သားတွေစားရတာအီလာပြီဆိုဒီလိုမျိုးကြောက်ပွင့်တုံလေးလိုက်လို့စားကြည့်ကြနော်ကြွတွင်ရှင်ပြီးအရန်စားလို့ကောင်းပါတယ်ကြောက်ပွင့်တွေကိုရှာလကာကြီးတစုံဂျုံမုတ်တစုံထည့်ပြီး7မိနစ်ရေစိမ်ပေးမယ် ဂျုံမုတ်ကကျောင်းပွင့်တွေကပုံမာတွေနဲ့အညစ်အကြေးတွေကိုသိစေပါတယ်။ပွာလာပြီးဆိုအသေးလေးတွေဖြစ်အောင်လက်နဲ့ချွေပေးမယ်။တခွာဒီကိုအတုံးလေးတွေလီထားမယ်။ကျွနရွက်နဲ့ကျောက်ပွင့်ကိုရင်ရွေးပူတဲ့စကားစကန့်ထည့်ပြုတ်ပြီးရေးရဲတဲ့ဆင်ပေးပါမယ်။ဘကယ်လုံးထဲကိုကြဲဥဖောက်ထည့်မယ်။ကျွန်တော်ဟင်းချက်နီတွေကိုအများကြီးများဝေပေးနေတာမို့ဗီဒီယိုလေးကိုကြည့်ပြီးတဲ့အခါအသေးလေးပေးပြီးအားပေးသွားကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ရေးစစ်ပြီးတော့ရင်တခွာဒီချက်သွုံပြူမယုတ်သေးကြောင်းနဲ့ချက်သွုံမင်းနဲ့အနံ့မွေအောင်စီပူလောင်းချမယ်။ရတာအတွက်စာချက်သားမုတ်တကြားဘင်းကပြရဲ့ကျဲရှာလကာရဲ့အမေချက်သွုံဒီနနံမင်းမြေပဲထည့်ပြီးနေပေးလိုက်မယ်ဆိုရင်တော့စားလို့ရပါပြီ။ ။လုံလီကလည်းလွယ်ကူပြီးအရန်စားလို့ကောင်းတာမို့လိုက်လှူစားကြည့်ကြနော်။အိမ်မှာအာလူရှိရင်ညာစီထဲမှာရောင်းတဲ့အာလူမှလာလို့လို့ရပါပြီ။ဝယ်စားတာတန်အများကြီးစားလို့ကောင်းတယ်။အရင်ဆုံးအာလူကိုဖြတ်ပါမယ်။ရေတဲထည့်ပြီးကြုံမုံနဲ့စေပါမယ်။ပကံနဲ့ကျက်သွမ်းမိထည့်ပါ။အမွေနန္ဒာမုံစီရန်လီလိုခေါ်တဲ့စမင်းစီငရုတ်တီမုံနှမ်းထဲပြီးရင်စီပူပူလောင်းထဲပါအရာသာကိုပဲငက်ပြားရေးရှာလကာရေးအတင်းတင်းတခြားတစုံနှမ်းဆောင်နေပြီးရင်တော့ရပါပြီစီပူရင်အိုးရဲကိုအာလူထဲပါမြေအေးနဲ့ဖြည်းဖြည်းချင်းကြော်ပါအလုံးဝလာပြီဆိုရင်မြေဘေးထောင်းထားတာတစုံထဲပါ ချက်တော်မိတ်နနံပင်ဆက်ထားတဲ့ရတာကိုထဲနှမ်းဆောင်နေပြီးရင်တော့စားလို့ရပါပြီ။ရိုးရှင်းပြီးစားလို့ကောင်းတယ်။လုတ်တက်သွားရင်အပြင်မှာသွားစားစရာမလိုတော့ဘူး။အကယ်လို့လူကြီးမိမလေးပီးဆက်ကြော်လို့ရှိရင်လက်ဖက်ချောက်တစ်စုံထည့်ပါ။တကြားတစ်စုံ၊ခြေတစ်စုံသူ့ကိုနှမ်းဆောင်နေပြီးဆက်ထဲမှာအပူချိန်180ဒီဂရီကို10မိနစ်လောက်ထားပါ။နွားနို့တပူထည့်ပါ။180ဒီဂရီကို10မိနစ်လောက်ပြည့်ရင်လက်ဖက်ချောက်တွေကိုစစ်ပေးပါ။ခွက်ထည့်ကိုဘာပဲလုံးလေးထည့်လုတ်ထားတဲ့နိုးလက်ဖက်ရည်ထည့်။မွေးကြိုင်တဲ့နိုးလက်ဖက်ရည်ကလုံးလို့ပြီးသွားပါပြီ။ဒိတ်ပြီးတော့မမြန်ဆန်းလို့ကြည့်လိုက်နော်။ခေါက်ဆွဲကိုဦးရဲထည့်ပါမိ။လမ်းမေးမှာတပွဲ38ရင်အောင်ရောင်းနေ။ ကိုကိုအိမ်မှာလုပ်ရင်တုံးချက်ထဲနဲ့စားလို့ရပါပြီ။အရင်ဆုံးခေါက်ဆဲကိုရေးနဲ့စေပါ။ပိုးရဲထည့်ပြီး၈မိနစ်လောက်ပါမှပေါင်လို့ရတဲ့ခေါက်ဆဲကပြုတ်ထားတာထက်ကောင်းပါလေ။စီနေငယ်ဆန်ပြီးတူးနဲ့ဖွာပေးလိုက်ပါ။စီပူရင်ကြောက်သလုံးထည့်ပါ။ငမြန်ကြည်အောင်ကြော်ပြီးပြီးတော့ဝက်ဥချောင်းချက်သွုံမိတ်အနံ့မွေးလာတဲ့အထိကြော်ပေးပါ။ပေါင်ထားတဲ့ခေါက်ဆဲကိုထည့်ပြီးအရာသာကိုတရုံငရုတ်စောဘဲငက်ပြာကြီးတစုံဘဲငက်ပြာကြီးအနောက်နေငယ်ခရူးစီအတင်းတင်းမိပြပြင်းဖွင့်ပြီးတော့နှမ်းစားအောင်မွေးပါ။နံနံပေးလေးအုပ်လိုက်ပါ။ဒီလိုလှုပ်တဲ့ခေါက်ဆဲကြော်ကအရာသာကောင်းပြီးအဆင်ပြေပါလေ။ပြုတ်ထားတာထက်အများကြီး